ပေါ်ရမ်းမင်းကြီးရွေးချယ်ပွဲကာလမှာသူတို့နေထိုင်မဲ့အဆောင်အခန်းတွေစီကိုအင်္ဂါနေ့ကစတင်ပြီးတော့ရဟန်းအမတ်တွေကရွှေ့ပြောင်းနေထိုင်ကြပြီးဖြစ်ပါတယ်။ပေါ်ရမ်းမင်းကြီးကိုလှည့်ဝတ်မဲ့ပေရွေးချယ်မဲ့နေမတိုင်းမီတရက်အလုံးမှာဒီလိုပြောင်းရွှေ့ကြတာဖြစ်ပါတယ်။ ။ပုံရမင်းကြီးဖရန်စစ်ကဧပြီလ21ရက်နေ့ကွယ်လွန်သွားပြီးတဲ့နောက်ရမ်းမင်းကြီးအစ်တရွေးချယ်မဲ့ရမ်းအမှတ်133ပါးဟာဗုဒ္ဓုံးနေ့မှာ16ဖရာကျောင်းမှာဆွေးကြမှာဖြစ်ပြီးဒီလိုရွေးချယ်မှုကနိုင်ပိုင်းကနေရက်တချို့ဒါမှမဟုတ်လပေါင်းများစွာအထည်ကြမြင်နိုင်ပါတယ်။ရမ်းအမှတ်တွေက ပုံမှန်အားဖြင့်ဗာတီကန်ရဲ့စန်တာမာတာဧည့်ရိတ်သားမှနေထိုင်ကြပြီးတော့ဒီအခန်းတွေဟာရေချိုးခန်းနဲ့ဟိုတယ်ပုံစံအခန်းတွင်းဝင်ဆောင်မှုတွေအထည်ပါရှိပါတယ်။ဒါပေမဲ့သူတို့အားလုံးအတွက်အခန်းလုံလောက်အောင်တော့မရှိပါဘူး တိုက်ချင်းကားလိုက်ကနိုင်ငံပေါင်း80ကကိုယ်စားလှယ်တွေပါဝင်တဲ့အတွက်အခုရမ်းမင်းရွေးချယ်ပွဲကအကြီးဆုံးဖြစ်မှာဖြစ်ပြီးနိုင်ငံတကာကအများဆုံးပါဝင်တာလည်းဖြစ်ပါတယ်။ဒါကြောင့်တချို့သောရမ်းအမတ်တွေကိုစန်တာမာတာဗေကီးယားမှာနေရာချထားပေးတာဖြစ်ပါတယ်။ဒီဆောင်ကဗာတီကန်အရာရှိတွေနေထိုင်နေကြနေရာလည်းဖြစ်ပါတယ်။အခန်းတွေကိုအင်္ဂါနေ့ကနေဗုဒ္ဓုံးနေ့အထိမနက်ပိုင်းဝတ်ပြုချိန်အကြာမှာမဲနိုင်ရွေးချယ်ပေးထားမှာဖြစ်ပြီးရမ်းအမတ်ရွေးချယ်ပွဲအတွက်ဗုဒ္ဓုံးနေ့မှာဆက်လက်ပြုလုပ်မှာဖြစ်ပါတယ်။ ရဟမတ်တွေကလှည့်ဝက်ရေးကိုစောင့်ထိန်မှမယ်လို့ဂရီးသစ္စာပြုအားမှဖြစ်ကရွေးချယ်ပွဲအတွက်မှာဗာရီဖြစ်ပျက်ခဲ့တယ်ဆိုတာကိုပေါက်ကြားစေခဲ့ပါကဝိုင်းပယ်တပိတ်မှောက်ခံရမှာဖြစ်ပါတယ်။ရဟမတ်တဲ့ကိုရွေးချယ်ပြီးတဲ့အထိရဟမတ်တွေကို ပြန်ပကဘာနဲ့ဆက်သွယ်ခွင့်တမျက်ထားမှာဖြစ်ပါတယ်ရှင်။လောကမီဒီယာရဲ့ဆက်လက်ရပ်တည်နိုင်ဖို့ပြည်သူတွေရဲ့ထောက်ပံ့မှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Myanmar TV YouTube Channel မှာမြန်မာဝင်ပြည်ချင်းကို ားကြောင်းလေးအတိအပြီးထိတ်ခေါ်လိုက်ပါစေ။